အကိုတုံညာတုံးကောနော်သူကနေတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်မြောက်မှာကိုတုံညာတုံးသူကနေငါးနှစ်ပြီးလေးနှစ်တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှာကျွန်တော်အခုဒီမှာကိုတုံညာတုံးလို့ထွက်သွားခဲ့ပြီကောနော်နော်ကိုတုံညာတုံးထွက်သွားခဲ့ပြီဆိုအဲ့ဒီကိုတုံညာတုံးရဲ့အောက်မှာသူကမပြန်ကြတက်ကပ်ပေါ့နော်ဒီမှာပြန်ကြနှစ်ကပ်196ဒီလည်းပြန်ကြပေါ့နော်ဒီမှာ140ဒီလည်းပြန်ကြနော် အခုဒီမှာကိုးတုံညာတော့ဒီမှာနော်ကျွန်တော်ရှစ်ချိန်မှာကိုးချိန်မှာပေးခဲ့ပြီဆိုတော့သူ့အောင်မှာလဲကျွန်တော်ပြန်ကြပါဘောနော်ပရိရှိငါးခါတနည်းကြောင့်ငါးခါအပိတ်တူအပိတ်ပရိသုံးပရိရှိငါးခါအပိတ်တူအပိတ်ပရိသုံးလို့ရိုက်တယ်အဲ့ဒီနှစ်ထဲမှာဘောနော်အခုပရိရှိနှစ်ထဲမှာကျွန်တော်တို့ပရိသုံးခုပေါင်းရင်10လို့ဖြစ်တယ်ဘောနော် ီမှာပရိတ်6ဒီမှာပရိတ်7ဒီမှာပရိတ်30ပရိတ်3ခုပေါ်ရင်30လို့ဖြစ်တဲ့အကျင့်ကိုက်မှာ633လို့လူရိုက်တယ်ပေါ့နော်ဒါဆိုဒုတိယကက်မှာလည်းဒီမှာကျွန်တော်တို့ပရိတ်7ပရိတ်5 sorry ပရိတ်7 5ခါအပိတ်တူအပိတ်ပရိတ်3နော်အဲ့ဒီလူရိုက်ပြီးအဲ့ဒီနဲ့ထားမှာပရိတ်3ခုပေါ်ရင်30လို့ဖြစ်တာ ਨੇ သူနဲ့အကျင့်ကိုက်မှာ339လို့ရိုက်တယ်ပေါ့နော်ဒီမှာပရိတ်5ဒီမှာက ပရိတ်၃ဒီမှာပရိတ်နဲ့ပရိတ်၃ခုပေါ်ညတက်စေပေါ့နော်ဒီမှာ၃တုံညာခုလို့ရိုက်တယ်။ဘာလို့အဲ့လိုပြောရတာလဲဆိုရင်ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်အောင်နော်။ပရိတ်၃ခုပေါ်ညတက်စေလို့နော်။ပရိတ်၃ခုပေါ်ညတက်စေလို့အဖြစ်ခံရတဲ့ဒီနှစ်တစ်ခွင်းဆိုတဲ့ကဏ္ဍ။အဲ့ဒီကဏ္ဍဒီနောက်နှစ်ကိုလိုက်ထွက်ပါတယ်နော်။လိုက်ထွက်တယ်။နောက်တစ်ချက်ကကျွန်တော်တို့ဒီမှာဒုတိယကပ်မှာပရိတ်၃ခုပေါ်ညတက်စေလို့အဖြစ်ခံရတဲ့ကျွန်တော်တို့ဒီ၄တစ်ခွင်းဆိုတဲ့ကဏ္ဍဒီလေနောက်နှစ်ကိုလိုက်ထွက်ပါတယ်နော်။ လိုက်ထုတ်ပါရယ်ဟုတ်ပြီဒီပရိသတ်ခုပေါင်းခြင်း30လို့နော်ပရိသတ်ခုပေါင်းခြင်း30လို့အဖြစ်ကံဒီနှစ်တက်ခွန်ဒီနောက်နှစ်ကိုလိုက်ထွက်တော့သူ့ရဲ့အပေါ်မှာပရိ6ပရိ9လို့ခံပြီးတော့ထွက်တယ်သူ့ရဲ့ဇောင်းမှာကျွန်တော်တို့ဒီမှာပရိ30ပရိခွန်ပရိနဲ့ပရိသတ်ခုပေါင်းခြင်း6လို့နော်ပရိသတ်ခုပေါင်းခြင်း6လို့ဇောင်းထိုးပြီးမှသူကပရိသတ်ခုပေါင်းခြင်း30ဖြစ်ခဲ့တဲ့နှစ်တက်ခွန်ထွက်တယ်သူ့ရဲ့အပေါ်မှာပရိ6ပရိ9လို့ခံတယ် နော်အခုဒီဘက်မှာလဲကျွန်တော်တို့ဒီမှာပရိတ်တုံးခုပေါ်ကြီး30လို့ဖြစ်ခံတဲ့၄တက်ခွန်သည်နောက်တစ်နှစ်ကိုကျွန်တော်တို့ဒီမှာလိုက်ထွက်တယ်နောက်တစ်နှစ်ကိုလိုက်ထွက်တော့ပထမကတ်လိုပဲသူ့ရဲ့အပေါ်မှာကျွန်တော်တို့ပရိတ်6ပရိတ်5လို့ခံတယ်နော်ပရိတ်6ပရိတ်5လို့ခံတယ်သူ့ရဲ့ဇောင်းမှာကကျွန်တော်တို့ဒီမှာပရိတ်တုံးခုပေါ်ကြီး6ဖြစ်ခြင်းပေါ့နော်ဒီမှာပရိတ်1ဒီမှာပရိတ်ခွန်ဒီမှာပရိတ်1ပရိတ်တုံးခုပေါ်ကြီး6ဖြစ်ခြင်းရဲ့ဇောင်းမှာလာထွက်တယ်သူ့ရဲ့အပေါ်မှာပရိတ်6ပရိတ်5ခံတယ် ီမှာနှစ်တက်ကွန်ထွက်တော့လဲဗရိတ်6ဗရိတ်5ခန့်တယ်ဒီမှာဗရိတ်3ခုပေါ်ရင်6လို့စောင်းထိုးပြီးမှလိုက်ထွက်တယ်ဗောနော်ဟုတ်ပြီအဲ့တော့ကျွန်တော်နော်ပြောခဲ့တယ်လို့ဒီဗရိတ်3ခုပေါ်ရင်30ဖြစ်ချင်းတဲ့အကျင့်ကိုင်းမှာ6တုံညာ3ထွက်တယ်ဗရိတ်3ခုပေါ်ရင်30ဖြစ်ချင်းတဲ့အကျင့်ကိုင်းမှာ6တုံညာ3 3တုံညာ9အာပတ်လည်းထွက်တယ်ဟုတ်ပြီအဲ့3တုံညာ9ထွက်ပြီးတော့သူ့ရဲ့အောက်မှာထွက်တဲ့840ဆိုတဲ့နော်ကနန်းဒီအဘွားပြန်ကြကနန်းသူ့ရဲ့အဘွားပြန်ကြကနန်းနော် ဘလို့နေရာပြန်ကြကနန်းလဲဆိုရင်ကျွန်တော်တို့ဒီမှာအပူအခွက်နဲ့ပရိတ်တလို့ခံထားတယ်သူ့ရဲ့ပြီးမှကျွန်တော်တို့ဒီမှာ669လို့နော်669ဆိုပြီးတော့ခွေထားတယ်669ခွေတဲ့ပရိတ်တရိုက်တယ်သူ့ရဲ့နော်အဲ့ဒီ633ရဲ့အပေါ်ကဖက်ဒီက740ဆိုတဲ့ကနန်းကလည်း633အောက်မှာပြန်ကြတယ်ဒါဆိုဒုတိယကတ်မှာလည်းကျွန်တော်တို့ကြည့်အောင်နော်ပရိတ်3ဥပ္ပဏ္ဏ10လို့ဖြစ်တာနဲ့သူနဲ့အချင်းက339 သုံးတုံညာကိုရိုက်ပြီးဆိုတော့ကျွန်တော်သူ့အောက်မှာပရမတ်ကတ်လိုဒီနေရာမှာပြန်ကြဘလို့နေရာဘလို့ကနန်းမျိုးပြန်ကြကျွန်တော်ရွေးမလဲဆိုရင်ကျွန်တော်ဒီမှာနော်သူ့ရဲ့ပရိတ်တအပူခောက်နဲ့ပရိတ်တလို့ခံထားတဲ့ကနန်းအပူခောက်ပရိတ်တလို့ခံထားတဲ့ဟာဒီက388ဆိုတဲ့ကနန်းသူ့ရဲ့ဒီမှာ669လို့ခွေပေးထားရည်နော် 669လို့ခွေတယ်ပြိတိခံထားတယ်နောက်တုံ39ကိုရဲ့အပေါ်က388ဆိုတဲ့ဂဏန်းကိုကျွန်တော်ကဒီမှာ388738ပေါ့နော်388ဒဲပေါ့နော်ဒီမှာ388ဒဲဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ဒီမှာကြည့်အောင်ဒီမှာ840 840ဒဲလို့ရိုက်တယ်နောက်ထပ်693ရဲ့အောက်မှာဒီမှာ196ပြန်ကြကလည်း196လို့ဒဲပြန်ကြပေးတယ်နော်အခုဒီ693ရဲ့အောက်မှာဒီပြန်ကြကိုလည်းဒီနေရာမှာ ်ဒီဒီစနစ်ရ388တဲ့ကိုပဲကျွန်တော်နော်ဒီမှာ388တဲ့ရေးလိုက်တယ်ဗောနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကြည့်အောင်နော်အဲ့တော့ဂရိတ်30ဖြစ်ချင်းနဲ့ကျွန်တော်တို့ဂရိတ်30နဲ့အချင်းငယ်633သူ့ရဲ့အပေါ်က840ဒီပြန်ကြတယ်အပေါ်မှာနော်အပူခွားနဲ့ဂရိတ်ခံနဲ့ဘေးမှာ969လို့ခွေးတယ်အခုဒီမဲ့ဒီဘက်မှာလည်းဂရိတ်30ဖြစ်ချင်းနဲ့339ထွက်တယ်သူ့ရဲ့အပေါ်ကနန်းကိုကျွန်တော်ပြန်ကြဖြစ်သူ့အောက်မှာထည့်ကြသားမယ်နော်ဒီစနစ်ရဘာလို့လဲ အပေါ်မှာဗရိတ်တအပူခေါင်းနဲ့ဗရိတ်တခံနဲ့69လို့လဲခွေထားတယ်ပေါ့နော်အဲဒါတစ်ချက်ပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ဒီစနစ်လေးကနေပြီးတော့နော်ဒီစနစ်လေးကနေကျွန်တော်ဗရိတ်3ခုပေါင်းခြင်း30 30ဖြည့်ခံနဲ့ကနန်းဒီနောက်နှစ်ကိုထွက်တော့ဗရိတ်6ဗရိတ်5ခံပြီးတော့ထွက်တဲ့သူ့ရဲ့ဆောင်မှာဗရိတ်3ခုပေါင်းခြင်း6လို့ဖြစ်တယ်နော်အခုဒုတိယကတ်မှာလဲဒီစနစ်လေးကနေပြီးတော့ဗရိတ်3ခုပေါင်းခြင်း30ဖြည့်ခံနဲ့၄တက်ခွေဒီနောက်နှစ်ကိုထွက်တယ်ထွက်တဲ့ခါမှာလဲသူ့ရဲ့ဘောမှာဗရိတ်6ဗရိတ်5လို့ခံတဲ့သူ့ရဲ့ဆောင်မှာဗရိတ်3ခုပေါင်းခြင်း6လို့ဖြစ်တယ်အဲ့ဒီဗရိတ်3ခုပေါင်းခြင်း30လို့ဖြစ်တဲ့ နော်အချိန်ကြီးမှာပဲကျွန်တော်ဒီမှာ9 3 3လို့ထွက်တဲ့သူ့ရဲ့အပေါ်ကဏ္ဍဒီပြန်ကြတယ်။ဘာကြောင့်ပြန်ကြလဲသူ့ရဲ့အပေါ်မှာပရိတ်တခံထားတဲ့9 6 9လို့ခွေထားတယ်။ဒါကြောင့်မလို့ဒုတိယကက်မှာလည်းဒီပရိတ်3ခုပိုင်းတစ်ဆယ်ဖြစ်တဲ့နော်အချိန်ကြီးမှာ3 3 9ကိုရိုက်သွားပြီ။ရိုက်သွားဖြစ်တဲ့ပထမကက်လိုပဲနော်ရိုက်သွားပြီဖြစ်တဲ့အတွက်ပထမကက်လိုသူ့ရဲ့အပေါ်ကဏ္ဍကိုကျွန်တော်သူ့ရဲ့အောက်မှာပြန်ကြလို့ကစားမယ်။ဘာဖြစ်လို့လဲပထမကက်လိုပဲအပူခွားနဲ့ပရိတ်တခံနဲ့9 6 9လို့ခွေထားတယ်။ဒါတလိုက်မို့နော်။ဒါကြည့်ကျွန်တော်ကြည့်မယ်။ ဒီ140ဒီနောက်6နှစ်ကို140လို့ထွက်နော်140ဒီနောက်6နှစ်ကို140ထွက်ထွက်ပြီးတော့ねသူနဲ့အချိန်ကိုင်းမှာ935လို့ရိုက်ရိုက်ပြီးတော့ねသူနဲ့အချိန်ကိုင်းမှာ393လို့ပေးနော်ဟုတ်ပြီဒါဆိုဒုတိယကတ်ဒုတိယကတ်မှာလည်းပထမကတ်လို့ပဲကျွန်တော်တို့အချိန်ကိုင်းမှာ90ဆိုတဲ့ကဏ္ဍဒီ86နှစ်က90ဆိုတဲ့ကဏ္ဍဒီထွက်ထွက်ပြီးတော့ねသူနဲ့အချိန်ကိုင်းမှာ395ရိုက် ဲ့3ခုငန်းတဲ့အချိန်ကမှဟာဒီမှာ3 3 9ဆိုပြီးတော့ပြောင်းထည့်သွားတယ်နော်နော်ဒီဖရိတ်လေးနော်ဟုတ်ပြီအဲ့ဒီ3 3 9ရဲ့အောက်ကကဏ္ဍဟာဒီကနော်196ဆိုတဲ့ကဏ္ဍဒီကျွန်တော်အပေါ်ကနေလာရခဲ့တဲ့ပြန်ကြကဏ္ဍနော်ပြန်ကြကဏ္ဍဒါဆိုရင်ကျွန်တော်ဒီ9 3 9အောက်မှာကစားမဲ့ကဏ္ဍဒီပြန်ကြကဏ္ဍဘယ်လိုနေရာပြန်ကြကဏ္ဍဖြစ်မလဲအပေါ်ကနေနော်အဲ့တော့ အရင်ရက်ကတော့ကျွန်တော်ကနန်းနှစ်ကွက်ရွေးပေးခဲ့တယ်နော်ဒီလိုင်းအခုဒီမှာဒီကနန်းကိုရွေးမယ်ကျွန်တော်ဒီ196ဒီဘလိုနေရာပြန်ချကနန်းလဲဆိုရင်သူနဲ့အချိန်ကြိုက်မှာနော်ဒီ196ပြန်ချသည်သူနဲ့အချိန်ကြိုက်မှာကျွန်တော်တို့ပြန်ချကနန်းထောက်ပြီးထောက်ပေးထားတဲ့နော်6လေးခွင်းဆိုတော့ပြန်ချကနန်းဒီပြန်ချကနန်းထောက်ထားတဲ့196ဒီဒီ633ဖရံရအောင်မှာလိုက်ထွက်တယ်ဆိုရင်နော်အခုဒီမှာလဲကျွန်တော်တို့ဒီမှာ ဒီ300ကျွေးအောက်မှာထွက်ရမယ်ခဏန်းဒီကျွန်တော်တို့ဒီမှာ388လို့ကျွန်တော်ရေးလိုက်မယ်388ဒါပြီလို့388ကိုရွေးချယ်ရလဲဆိုရင်နော်ရွေးချယ်ရလဲဆိုရင်ကျွန်တော်တို့ဒီမှာပထမကတ်196ဒီကိုတုံညာအောင်ပြန်ကြတော့သူနဲ့အချင်းကိမ်းမှာပြန်ကြရရှိရနော်ပြန်ကြတဲ့အချင်းကိမ်းမှာ6လေးကွန်6လေးကွန်ပြန်ကြတဲ့အချင်းကိမ်းပြန်ကြအခုကျွန်တော်ဒီ388ကိုဒီမှာရွေးရတဲ့အကြောင်းရင်းဒီသူနဲ့အချင်းကိမ်းမှာ 196ဆိုတဲ့ပြန်ကြကနန်းထောက်ထားတဲ့အတွက်เนาะဒီမှာ6လေးခွန်6လေးခွန်ပြန်ကြကနန်းထောက်ထား196ပြန်ကြသလိုเนาะကိုတုံညာ3ရအောင်ဒီကိုတုံညာ3ကိုတုံ5ဖရင်ရအောင်မှာပြန်ကြသလိုဒီ196 196ပြန်ကြထောက်ထားတဲ့388ကိုလည်းဒီကိုတုံက3ကို5 3တုံညာကိုဖရင်ရအောင်မှာဒီ388ကိုထည့်ကစားမယ်ပေါ့เนาะအဲ့တော့နားလည်မယ်ထင်ပါရဲ့เนาะအဲ့တော့388ပေါ့เนาะ388 နော်3ရှစ်ရှစ်တို့ပြမဲ့ကျွန်တော်ဒီကနန်းကိုအာပြီးတော့ထိုးစေခြင်းလေးတယ်ဘာဖြစ်လို့အာပြီးတော့ထိုးစေခြင်းလေးလဲဆိုရင်ကျွန်တော်တို့ဒီမှာသူကထူးခြားတဲ့ဖြစ်စဉ်လေးတစ်ခုရှိတယ်ထူးခြားမှုလေးတစ်ခုတွေ့လို့ပေါ့နော်ထူးခြားမှုလေးကဒါလဲဆိုရင်ကျွန်တော်တို့ဒီမှာကြည့်အောင်ကျွန်တော်ဒီမှာเนาะ 196သူ့ရဲ့အပေါ်မှာ451เนาะအဲ့ဒီ451တည်နောက်၄နှစ်ကိုထွက်တယ်3နှစ်3လေး၄နှစ်မြောက်မှာ941လို့ထွက်တယ်เนาะဒါဆိုအခုဒီမှာကျွန်တော်တို့ဒီမှာလဲကြည့်အောင်196 339 အဲ့ဒီ၃တုံညာကိုဒီနောက်လေးနှစ်ကိုထွက်၁နဲ့၃လေးနောက်လေးနှစ်ကိုထွက်တယ်ဒီမှာထွက်ပြီနော်ထွက်ခဲ့ပြီဟုတ်ပြီဒီ၁၉၆ရပေါ်၄၅တက်တီနောက်လေးနှစ်ကိုထွက်တယ်ထွက်တော့ဘယ်လိုနေရာမှာထွက်တာလဲဆိုတော့အဲ့ဒီမှာ၉၃၅ခံပြီးတော့ထွက်တယ်ဒါဆိုရင်ကျွန်တော်ဒီမှာဒီ၁၉၆ထောက်ထားတဲ့၉တုံညာ၃ဒီနောက်လေးနှစ်ကိုထွက်တယ်ထွက်တော့လေပထမကက်လိုပဲ၉၃၅၅၉၃ခံပြီးတော့ထွက်တယ်ပေါ့နော်စောင်းမှထွက်တယ်နော်ဒီမှာလေ ်သွားမှထွက်တယ်ဒါဆိုသူ့အောက်မှာလိုက်ကစားမယ်ခဏန်းကရောဒီမှာ9 9တဲ့နော်အဲ့တော့တက်ပြထားတယ်နော်ကြထားတယ်နော်ဟုတ်ပြီ9 9တက်196တက်196ထားတဲ့9 9ဒီနောက်6နှစ်မြောက်ကိုထွက်တော့935ဇောင်းခံပြီးတော့ထွက်တယ်နော်တိကိုကြောက်ထားတဲ့တုံညာကိုသုံးဒီနောက်လေးနှစ်ကိုထွက်တော့993ဇောင်းခံပြီးတော့ထွက်တယ်အဲ့တော့993ဇောင်းခံပြီးတော့ထွက်တယ်ဒီ5လေးတက်အောက်မှာထွက်တဲ့99တက်ဒီเนาะနောက် တဲ့အထောက်တစ်ချက်နဲ့ဘယ်ရလာလဲဆိုရင်ကျွန်တော်ရေးကြည့်အောင်နော်ဒီ9 9တဲ့သူ့အောက်ကနေရေးလိုက်မယ်ဆိုရင်1 2 3 4 5 6 9ခုနှစ်မြောက်ကလာတဲ့9 9တဲ့နော်ခုနှစ်မြောက်ကလာတဲ့9 9တဖြစ်တယ်ဒါဆိုကျွန်တော်တို့ဒီမှာလဲရေးမယ်ပေါ့နော်ဒီ1 9 6ထားတဲ့3 9 9နောက်၄နှစ်ကိုထွက်ပြီးထွက်တော့9 9 3ခံပြီးတော့ထွက်ပြီးသူ့အောက်မှာထွက်မဲ့ကနန်းသူ့အောက်မှာထွက်မဲ့ကနန်းကိုကျွန်တော်ပထမကက်နော်ဒီ9 9 တက်ကနေကျွန်တော်တို့ဒီမှာခွဇောင်းတက်တဲ့ခုနှစ်နှစ်ဆင်းတယ်လို့ကျွန်တော်တို့ဒီကနေဇောင်းတက်တဲ့ခုနှစ်နှစ်ဆင်းလိုက်မယ်1 2 3 4 5ဒီခုနှစ်နှစ်မြောက်မှာလဲသူက388เนาะဒါကြောင့်မလို့ဒီအချိန်မှာ388ဆိုတာကျွန်တော်တို့ဒီမှာเนาะဒီထူးခြားမှုလေးပေါ့เนาะဒါလေးနဲ့လဲလာပြီးတော့တိုက်ဆိုင်နေတဲ့96ထောက်ထားတဲ့56တက်ကเนาะနောက်လေးနဲ့ထောက်တော့935ဇောင်းမှာလာထွက်တယ်အခု96ထောက်ထားတဲ့39 93ကနောက်လေးနဲ့ထောက်တော့ ော်ကိုသုံးကားဇောင်းမှာပဲလာထွက်တယ်အဲ့တော့ကိုသုံးကားဇောင်းမှာထွက်တယ်သူ့အောက်မှာကြာကနန်းဒီဇောင်းတက်တဲ့ကခုနှစ်နှစ်မြောက်ကကနန်းနော်ဒီထွက်ပြင်းအောက်ကနေရေးလိုက်ရင်ဇောင်းတက်တဲ့ခုနှစ်နှစ်မြောက်ကကနန်းဖြစ်နေတယ်အဲ့တော့ဒီမှာလဲသူ့အောက်မှာကြာမဲ့ကနန်းကိုနော်ဒီဖြစ်စဉ်တိုင်းယူမယ်ဆိုရင်ကျွန်တော်တို့ဒီထွက်ပြင်းအောက်ကနေဇောင်းတက်တဲ့ဆင်းလိုက်လို့ရှိရင်ခုနှစ်နှစ်မြောက်မှာ388ဆိုတဲ့ကနန်းကကျွန်တော်တို့နော်388ဆိုတဲ့ကနန်းကဒီဖရိတ်နဲ့လဲနော်ဒီ939 933ဖရိတ်နဲ့လဲတက်ထက်ထက်လာပြီးတော့ ဒီကဏ္ဍဒုကဏ္ဍဒီကဏ္ဍမဲ့လာဖြစ်နေတယ်ဗောနော်နောက်တစ်ချက်ကကျွန်တော်တို့ဒီစနစ်နဲ့လေကျွန်တော်တို့ကဒီမှာဒီစနစ်ပြီးတဲ့ကျွန်တော်တို့ပရိသုခုပေါင်းရင်30နဲ့အချင်းကိုက်မှာနော်သူ့ရဲ့အပေါ်ကကဏ္ဍဒီအောက်ကိုပြန်ကြတယ်လို့နော်ဒီစနစ်နဲ့ပရိသုခုပေါင်းရင်30လို့ဖြစ်တဲ့နော်အချင်းကိုက်မှာသူ့ရဲ့အပေါ်ကကဏ္ဍအောက်ကိုပြန်ကြနေလေကျွန်တော်တို့ဒီမှာအဲဒီကဏ္ဍလေးကလာပြီးတော့ဒီအချိန်မှာအားကောင်းနေတာကိုတွေ့ရပါတော့အဲ့တော့ ီစနစ်နဲ့ကျွန်တော်ဒီ frame နဲ့နော်ပေးလာတဲ့ frame နဲ့နော်ခုနကကျွန်တော်ပြောတဲ့ဒီတိုက်ဆိုင်နေတဲ့ဒီထူးခြားမှုလေးနဲ့ဆိုရင်ကျွန်တော်တို့ကနော်ဒီဖြစ်စဉ်လေးနဲ့ဆိုရင်ဒီကနန်းဒီဒီအချိန်မှာနော်ဒါအပိုင်ရှိတာအပိုင်မရှိတယ်ဆိုတာကကိုယ့်ရဲ့လက္ခဏာယုံကြည်မှုပါပဲနော်သူများနဲ့တော့မဆိုင်ဘူးနော်ကိုယ်လက္ခဏာကိုယုံကြည်ရင်ကိုနှစ်သက်တဲ့ကနန်းဆိုရင်ကိုယ့်အတွက်အပိုင်ပဲပေါ့နော် အဲ့လိုယူဆရင်တော့တတိပိစိတ်ကြအောပေါ့နော်ဒီကနန်းကိုနော်ဒါကျွန်တော်ကနော်ဒီကနန်းပြန်ကြတော့တော့ကျွန်တော်မပြချင်ဘူးအများကြီးတော့ရှိရဲ့ဆိုတော့ဒီစနစ်လေးနဲ့ကျွန်တော်ကဒီအထောက်လေးကိုသဘောကျလို့နော်ကောင်းလင်းနဲ့ထင်းလို့ဒါလေးကိုချပြလိုက်တာတကူတကအနဲ့နော်အဲ့တော့မိမိတို့မြတ်တမှုပေါ်မှာပဲနော်ထဲကစားပါနော်ထဲကစားပါနော်